ဒီလူဟာရောရဝဲမွေးမြွေးပုံစံကိုဆွန့်လပ်ပြီးဂူထဲမှာဝဲမွေးမြွေးကိုဆက်တင်ခဲ့ပါတယ်။ယူသွားတဲ့အိုင်ဒီယာလို့ထင်ရပေမဲ့ထူးခြားတဲ့စိုက်ကူးကနေအခုဆိုရင်သူဟာတနိုက်ကိုအမေရိကန်ဒေါ်လာ၁၀သန်းကျော်မြန်မာငွေ၁၀ဘီလီယံကျော်လောက်နှိပါရရှိနေပါတယ်။ ဝက်တွေကိုဂူနဲ့မွေးမြူရှင်းဟာဆာလောင်ရဲ့ကုန်ကျစရိုက်ကိုတက်တာစေပါတယ်ဒီမွေးမြူနီစနိုက်ဟာရောရမွေးမြူနီစနိုက်များနဲ့မတူဘဲဂူဟာပြီးပေးစုံတဲ့သဘောအမိုးကဖြစ်နေသောကြောင့်ဆာလောင်ရဲ့စရိုက်ကိုတိတိတတ်တာရှွှတ်ရှန်းနိုင်ပါတယ်ဒီလိုမွေးမြူရှင်းဟာအပူရှင်ထင်းငိမ့်မှုအတွက်လည်းကုန်ကျစရိုက်ကိုတက်တာစေပါတယ်ဂူအတွက်ရှိအပူရှင်ဟာတနိုက်ပတ်လုံး5ဒီဂရီစင်တီဂရိတ်မှ20ဒီဂရီစင်တီဂရိတ်ကြားမှာကျင်းငိမ့်စွာရှိနေပါတယ်ဒါကြောင့်ဇက်ကြီးတို့လေးအေးပေးစေသို့မဟုတ် အပူပဲစနိုက်များလုံးဝမလိုအပ်ပါဒီစနိုက်ဟာစွမ်းပြည့်ပြည့်စည်စီမံခန့်ခွဲမှုအတွေ့ရောတဘဝကရေစနိုက်အတွေ့ပါအလွန်ကောင်းမွန်ပါတယ်။ဂူရဲ့တဘဝကြောက်ကြံပြန်ဟာဆိုရင်ဝက်ရှိမျိုးကိုတဖြည်းဖြည်းဆွေးမြေ့စေပါတယ်။တချို့မှာဝက်ရှိတွေဟာဂူထဲမှာပင်တဘဝမျိုးစားဖြစ်သောရှင်းရှင်းပြောင်းလဲသွားပါတယ်။ဂူထဲမှာမဆွေးမြေ့ပဲကြံရှိနေတဲ့ဝက်ရှိတွေကိုအထူးရေနှောင်းမြုံစနိုက်နဲ့အပြင်သို့စီးဆင်းစေပြီးတောင်ရှည်ရှိတိုက်သီးပင်များကိုရေလောင်းရမှာအထူးပြုပါတယ်။ အနံ့အသေးဆိုးထွက်တဲ့စွန့်ပြေရေကောင်များမရှိအနံ့အဆိုးမရှိပန်းဝန်းကျင်ငြိမ်းချမ်းမှုမရှိစွန့်ပြေပြည့်စည်မရှိသောကြောင့်ဒါဟာစိုက်မှန်ပြီးပြည့်စုံတဲ့ gas စနိုက်တန်တရားတစ်ခုဖြစ်ပါတယ်ဒီစနိုက်ဟာပန်းဝန်းကျင်တန်းရှင်းရဲ့အတွက်လည်း M1 ကောင်းမွန်ပါတယ် ဒါရဲမကသေးပါဘူးအေးသွင်းမြင်ဝဲသားကိုပါရရှိစေပါတယ်ပြီးတော့နေရာခြေဝန်းတဲ့အတွက်ဂူထဲမှာဝက်တွေဟာလွယ်လွယ်စွာလှုပ်ရှက်တော့လာရန်နေရာများစွာရှိပါတယ်ဒီလိုလှုပ်ရှက်တော့လာတဲကြွတဲ့ဘဝနေထိုင်မှုပုံစံကြောင့်အသောတပ်ပုံမကြခိုင်သောဝဲသားကိုထုတ်လုပ်ပေးပြီးအရသာပုံမကြွေဝစေပါတယ်ဒါဟာဝက်တွေကိုဘာကြောင့်ဂူထဲမှာမွေးမြူရတယ်လဲဆိုတာနဲ့ဂူထဲမှာဝဲမွေးမြူရေးစနိုက်ရဲ့အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်ခင်ဗျာ